Hello အားလုံးပဲမင်္ဂလာပါရှင်။ The Empress and Tarot ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေရှင်။ဒီနေ့တော့ကတော့ How's your friend see you ဘောနော်။ဒါမှမဟုတ် How's your colleague ဘောနော်။ဘာလဲဆိုခေါင်းစဉ်လေးကအခု pick up ဖိုင်မှာဘောနော်။ပိုင်း1နဲ့ပိုင်း2နဲ့ထုတ်ပေးသွားမှာဘောနော်။အဲ့တော့ကိုယ့်ရဲ့တငယ်ချင်းဒါမှမဟုတ် How's your family member see you ဘောနော်။အဲ့တော့အဓိကကတော့ဒီ reading ကနေအချင်းကြီးလေးကြည့်လို့တော့ရတယ်ဗောနော်ကိုယ့်ရဲ့ crush တော့ လုံးကွန်တက်တကိုစိတ်ဝင်စားတဲ့ချစ်သူရေးစားပေါ့နော်အဲ့လိုကြည့်လို့ရတော့ရတယ်ဒါပေမဲ့အဓိကဒီ reading ရဲ့ target ကတော့ဟိုကိုယ့်ရဲ့အခုဘေးနားတငယ်ချင်းတွေကိုယ့်ရဲ့မိသားစုဝင်တွေကိုယ့်ရဲ့လောက်ပေါ်ကိုင်ဘတ်တွေကကိုယ့်ကိုဘလို့မြင်လဲပေါ့နော် how do they see you ပေါ့နော်အမှမှာခုနပြောသလိုပဲ family members တွေပါမယ် friends တွေပါမယ် colleagues တွေပါမယ်ပေါ့နော်အဲ့လိုအနေနဲ့ပဲဒီ reading လေးကို pick up ပိုင်းနေပိုင်း1နဲ့ပိုင်း2မမြန်လေးပဲပေါ့နော်ဒီ reading လေးကခေါင်းစဉ်အစ်စ်ကလေးပေါ့နော်ဆင်မလေးတက်ပြပါဗျာ တကယ်ပြန်တက်ပြီးနကပြုတ်သွားပြီမရတော့ပါဘူးပြုတ်လို့စနဲ့ချုပ်ထားလိုက်တော့မယ်အဲ့တော့နကတက်ပါနေမှာအဲ့တော့အဲဟောပေါ့နော် pick up point ပေါ့နော် point 1နဲ့ point 2ဒီနေ့လုပ်ပြီးသွားမှာဖြစ်ပါတယ်အဲ့လိုပေါ့နော်ကိုယ့်ရဲ့တငယ်ချင်းတွေအဲကိုယ့်ရဲ့မိသားစုဝင်တွေကိုယ့်ရဲ့လုပ်ပုံကံပဲတွေကကိုဘလို့မြင်လဲပေါ့နော်အဲ့တော့အဲ့ဒီ counseling တွေနဲ့ဒီနေ့က point 1နဲ့ point 2နဲ့လုပ်ပြီးသွားမယ်โอเคအဲ့တော့သုံးစံနိုင်မှာပေါ့နော်အဲ့ဒီ region လေးအတွက် ကက်ကလေးနှစ်ကက်အရင်ထုတ်လိုက်မယ် collective လောက်အောင်မလားဘောစားတော့စဉ်းစားတာဘောနော်ဒါမဲ့လည်း pick up mind ဆိုရင်တော့ပိုကောင်းမယ်ထင်တယ်ဘောနော်အဲ့တော့ pick up mind လေးတော့ collective ကြောင့်လို့ energy အရန်ဝင်နေဘောနော်အဲ energy အရန်များတဲ့ခါကျတော့အဲအပိုင်းလေးခွဲတဲ့အရည်ရချက်ကအဲ့လိုဘောနော် collective တွေက energy အရန်များတယ်အဲ့ဒါကြောင့်ဘောနော် okay ပိုင်းဝင်နဲ့ပိုင်းတို့ထုတ်လိုက်ပါပြီ ဒါလေးကပါလဲဆိုပိုင်း1ပေါ့နော်ဒါလေးကကြတော့ပိုင်း2ပေါ့နော်โอเคအဲ့ဆို energy ဟောပါတော့ဝင်တော့ဝင်လာတယ်ဒီလားမဲ့ပိုင်းလေးအရင်ပြနိုင်မျိုးတော့ထုံးစံနိုင်မဲ့ဒါလေးကဘယ်ဘက်ကပိုင်း1ဖြစ်ပါတယ်ဒီကက်ကလေးပေါ့နော်မြင်ရမြင်တယ်နော်ဝါးနေတာမသိဘူးသူကပါလဲဆိုတော့ strength ဆိုတဲ့ကက်ကလေးပေါ့နော်ဝါးနေတာမသိဘူးနော် sorry ဝါးနေစမ်းလေးချက်ပြန်ပြပေးမယ်ဘာလို့ဝါးနေမသိနော် ဒါလေးက pine 1ကိုမှ strand ဆိုတဲ့ကက်ကလေးပေါ့နော်ဒါလေးကတော့ pine 2ပေါ့နော် pine 2ကိုမှဒါကတော့ phylosaur ဆိုတဲ့ကက်ကလေးပေါ့နော်တစ်ချက်နော်ကက်ကလေးတစ်ချက်ပြကြရင်တော့ โอเคအဲ့လောက်ဆိုရပြီเนาะ โอเคအဲ့တော့ထုံးစံတိုင်းမဲ့ဘယ်ဘက်ကပါလဲဆိုရင် strand gap ကလေးက pine 1ဖြစ်ပါတယ်ညာဘက်ကဒီ fibro source ဆိုတဲ့ gap ကလေးကကြတော့ pine 2ဖြစ်ပါတယ်အဲ့တော့เนาะအဲ့တော့ချစ်သူရေစားတွေလည်းကြည့်လို့တော့ရတယ်ဘောနော်မဲ့အဓိကရွယ်ချက်ကတော့ကိုယ့်ရဲ့တငယ်ချင်းတွေချစ်သူတငယ်ချင်းတွေဒီမိတ်ဆွေအပေါင်းအသင်းတွေကကိုယ်ဘယ်လိုမြင်လဲဆိုတော့ကောင်းစံလေးနဲ့ pick up line လေးလုပ်ပြီးသွားတာဖြစ်ပါတယ်အဲ့တော့ထုံးစံတိုင်းမဲ့ဘယ်ဘက်က strand gap ကလေးက pine 1ညာဘက်ကဒီ gap ကလေးကဒါလေးက pine 2ဘောနော်ဒါလေးက pine 1ဆိုယူလို့ရပြီထင်တယ်เนาะ ကျွန်မလေးအကြာကြီးပြလိုက်တယ်သိလားနော်โอเคပါအဲ့ဒါဆိုတော့ကျွန်တော်လည်းပိုင်းဝန်လေးကနေပဲစပြီးတော့တောင်းလိုက်အောင် energy တော့ဝင်လာပြီပေါ့နော် strong ဖြစ်တယ်ပေါ့ကိုကဘောကမှလေးပိုင်းဝန်လေးတွေအဲ့လိုဟို sorry ပါနော်ပြန်ချင်းလိုက်မယ်ကင်မရာဝါးဝါးလို့အဲ့တော့ပိုင်းဝန်လေးတွေဘောကမှအဲ့လိုလေ အများကြီးခက်ခက်ခဲခဲမမတ်နေဖျက်ချော်ခဲ့ရပုံထင်တယ်เนาะပိုင်းဝန်လေးအဲ့တော့လူတွေကကိုယ့်ဘယ်လိုမျိုးမြင်လဲဆိုမိတ်ဆွေအပေါင်းအသင်းတွေကကိုယ့်ဘယ်လိုမြင်လဲဆိုအရင် strong ဖြစ်တယ်ပေါ့เนาะစိတ်ပိုင်းဆိုင်ရာအရင် strong ဖြစ်တယ်ပေါ့ physically ထက်စာရင်เนาะကိုကစိတ်ပိုင်းဆိုင်ရာအဲ့လိုအရင် strong ဖြစ်တယ်လို့သူတို့ကိုယ်မြင်ကြရတယ်ပေါ့เนาะငွေချင်းတွေကိုယ့်မိတ်ဆွေတွေကိုယ့်ရဲ့လုပ်ဖို့ကင်ဘတ်တွေနောက်တစ်ခြားကိုယ့်ရဲ့ဘဝအကြောင်းသေချာသိတဲ့သူတွေကကိုယ့်အကြောင်းပုံသိလေဆိုရဲ message ကိုပို့မြင်ရတယ်ပေါ့เนาะဆရာမလေးကလို့ ိုရဲ့အဲဒီလားကိုအတိတ်မှာတော့ဘလောက်ပြန်မှန်းခဲ့ရလဲဒီလားကိုအခက်ခဲဘလောက်ဖြတ်ကျော်ခဲ့ရလဲအဲ့ဒါတွေကိုသိတဲ့သူတွေကအဲ့လိုပေါ့နော်ကို strong ဖြစ်တာကိုလက်ခံတယ်ကိုအရင် strong ဖြစ်တယ်လို့သူတို့ကယုံကြည်လက်ခံတယ်ပေါ့နော်အဲ့လိုမြင်ကြတယ်ပေါ့နော်โอเค message ကရောက်ရရပြောရမလားမပြောရမလားမသိအချို့လေးတွေဆိုအဲ့လိုပေါ့နော်အမအဲ့လို တည်လာမှာလမ်းခွဲလိုက်တာပေါ့နော်ကိုယ့်ရဲ့စစ်သူကြီးစားနဲ့လမ်းခွဲလိုက်တာကိုယ့်ရဲ့အိမ်အောင်ပန်းနဲ့လမ်းခွဲလိုက်တာအဲ့ဒါပြီးတော့ကိုဘဝရုပ်ဒီမလားကိုတယောက်တည်းဟိုရုံးခံခဲ့ရတယ်ပဲထားပါတော့ struggle ခဲ့ရတယ်ပေါ့နော်အဲ့လိုကိုယ့်ရဲ့ဘဝအကြောင်းဖေးရှားသိနေတဲ့သူတွေအားလို့ကိုယ့်ကိုအရန် strong ဖြစ်တယ်လို့မြင်နေပေါ့နော်အဲ့ဒီ message ကိုဆရာမလေးတွားရတယ်ပေါ့နော်โอเคနောက်ထပ်ဟို written အတွက်အကက်ကလေးပြဆက်ရေးပေးမယ်နော်ကြောင်ကက်လေးပြရပါလားမသိဘူးကြောင်ကက်လေးတောင်းချင်တာကြောင်ကက်လေးပြဆက်ကြောင်ကက်ပြရပါလားကြောင်ကက် ောင်ကက်ဘောကကြတော့ဒီစစ်ကြောင်ကက်ဖြစ်ပါတယ်။ကြောင်ကက်ကိုလေးဖြစ်မယ်နော်။ကြောင်ကက်ကလေးနဲ့ကြည့်ပေးမယ်။ကြောင်ကက်ကလေးနဲ့ကြည့်ပေးမယ်။ပိုင်းဝန်းလေးတွေကိုပိုင်းဝန်းလေးရဲ့တငယ်ချင်းတွေဒါမှမဟုတ်ပိုင်းဝန်းလေးရဲ့စိတ်ထားတွေးလိုက်တဲ့သူကဘယ်လိုမြင်လဲပေါ့နော်။အဓိကကတော့ပြောသလိုပဲ။ချက်သူကြီးစားလဲရတော့ရတယ်ပေါ့နော်။ကိုအဲ့လို energy ယူကြည့်လဲရပါတယ်နော်။ဒါမှမဟုတ်ဆရာမလေးကတော့အဓိကတော့ကိုရဲ့တငယ်ချင်းတွေမိတ်ဆွေပေါင်းစင်တွေကကိုဘယ်လိုမြင်လဲ။မိသားစုဝင်များဘယ်လိုမြင်လဲ။အဲ့ဒီအဓိကယူကြည့်တာပေါ့နော်။ချက်သူကြီးစားတော့ကတော့တက်တက်ထက်ထုတ်ပေးရမလားလို့ပေါ့နော်။ ဝီလိုဖော်ချွန်ထွက်လာတယ်တွေ့လားဒီကက်ကလည်းဒီ energy ပဲပေါ့နော်ဒါဝီလိုဖော်ချွန်ပေါ့နော်အဲ့တော့အတိတ်ပြေတာတူတူပဲတည်အဲ့လိုကိုကလေဘောကမှာအလှည့်ပြောင်းတစ်ခုတော့ရှိခဲ့လိမ့်မယ်ကိုဘောကမှာပိုင်းဝန်းနေလေအဲ့တော့ကိုရဲ့ကိုနဲ့အရင်ရင်းနေတဲ့သူတွေအဲ့လိုမိသားစုတငယ်ချင်းတွေမိဆွေတွေကကိုအကြောင်းတေချာသူတွေသူတွေကတိပုံရရတယ်အဲ့လိုလေကိုကပေါ်မှာလုံးအလှည့်အပြောင်းသွားတယ်လားပြောချင်တာအဲ့လိုမျိုးသိမလားမြင့်ရာနေပြီးတော့နှိမ့်ကြွားတာအဲ့လိုမျိုးကအမှစီးပွားပြတ်သွားတာမျိုးလေးကအိမ်အောင်ပြတ်သွားတာမျိုးအဲ့လို အမျိုးမျိုးပေါ့နော်လို့တကူးခုရှိတယ်အဲ့ဒါကိုကိုယ်အေးအကွာအဲ့ဒီဓာတ်ကိုထပ်နိုင်နေကွာလေလားအဲ့ဒီဟာကိုကိုယ်ဖြတ်ချော်ခဲ့ရတဲ့အတွက်ကြောင့်အရန် strong ဖြစ်တယ်ပြီးတော့ကိုယ်ကအခုအချိန်မှလည်းအဆင်ပြေနေပြီဆိုတော့ energy ကြီးကမှလည်းတွားရတယ်ဘိုင်းဝန်နေလည်းအဆင်ပြေနေပြီဒီလားအဆင်ပြေနေပြီဆိုတော့အဲ့လိုဝေငွေကြီးရအဆင်ပြေနေပြီလောက်ကန်ရအဆင်ပြေနေဘဝမှာအဆင်ပြေနေပြီပေါ့နော်အဲ့လိုကိုကိုအတွက်အလောကမှုံတိုင်းလို့ဖြစ်ခဲ့တဲ့တိလာအဲ့လိုအချိန်တွေကပြီးသွားလောက်ပြီခွာတိလာ အဲ့လိုပေါ့နော်ပုံတိုင်းတံကိုရိုက်ခက်ခဲ့တဲ့အချိန်ကပြီးသွားပြီအခုချိန်မှာကိုကစပြီးအဆင်ပြေနေပြီပေါ့နော်လူတွေကအဲ့လိုမြင်တယ် energy ယူကြည့်တာလည်းကိုကဘယ်လိုမြင်လဲဆိုတဲ့ energy ကိုပဲအဓိကယူကြည့်တာဆိုတော့အဲ့လိုမြင်ကြတယ်ပေါ့နော်အဲ့လိုပေါ့အခုချိန်မှာကိုကစပြီးတော့ glow up ဖြစ်လာပြီပေါ့နော် glow တဲ့ energy လို့လူတွေကကိုမြင်နေပေါ့နော် okay ဒီ reading ကတော့လေအများကြီးပြောတော့ပြီလားနော်ဖိုင်ရောဆော့ထားလိုက် sauce ထားလာတယ် fire sauce ပြောတယ်ကိုကကလေအဲ့လိုလူတွေကလည်းကိုကိုတစ္ဆာ power ကြတယ်လို့ပိုင်ဝင်လေးတွေမြင်နေပေါ့နော်အဲ့လိုမျိုးကိုကအရန်သဘောကောင်းပေမဲ့လူတွေကကိုပြန်ပေးတဲ့နောက်ပြေးတော့ပြန်မရဘူးပေါ့နော်အဲ့လိုမျိုးလဲချိုးရမြင်နေပေါ့နော်အဲ့လိုဘွားမှာလူယုံတက်တယ်ပေါ့နော်လူယုံနေတစ္ဆာဖောက်တာမျိုးဘိုင်ဝမ်လေးတွေခံခဲ့ရတယ်ထင်တယ်နော်အဲ့လိုမျိုးလေးလဲသူတို့ကမြင်နေပေါ့နော်ကိုကိုအချိုးတွေကြာမှာလဲဘိုင်ဝမ်လေးတွေ အန်ဂျီကရနေစစင်မလေးပြောလိုက်မယ်ကိုကြိုက်ရင်ယူမကြိုက်ရင်မယုံနဲ့တိလာအချို့တွေကြတော့လည်းဘိုင်းဝမ်းလေးတို့အရင်မယုံတာမျိုးသွားတွေ့ရတိလာအချို့တွေကြတော့လည်းလို့ဘိုင်းဝမ်းလေးတို့သိမယုံကြည်ဘူးပေါ့ဝဲပြောချင်တာ trust worthy မဖြစ်ဘူးလို့မြင်နေတဲ့သူတွေလည်းပါတယ်အဲ့ဒီ energy လည်းဆီမလေးသွားရတယ်အဲ့တော့ကိုကိုနဲ့ energy ကတည်းကယူလိုက်ပါတော့ဘယ်လိုမျိုးလဲသွား အဲ့တော့ particles တဲ့ပြောပါရဲတွေ့လားအဲ့တော့ particles ထွက်လာတဲ့ခါကျတော့အဲ့လိုပိုင်းဝိုင်းလေးတွေကလေအရန်အလုပ်စူးစမ်းပုံများတယ်အဲဒါကြောင့်တို့မျက်စိထဲမှာကိုကအရန်အလုပ်စူးစမ်းရတယ်ပေါ့နော်အဲ့လိုမျိုးတို့မြင်နေအဲအကြောင်းလေးဘောကမှာဘယ်လောက်ပဲခက်ခဲပါစေပိုင်းဝိုင်းလေးတွေကဖြတ်ကျော်နိုင်တယ်အဲ့လိုမြင်နေအလုပ်စူးစမ်းတယ်အဲ့လိုပူပေါင်းဆောင်ရွက်ရင်လည်းအဲ့လို ပြောလိုက်တော့မယ်နော် energy ဝင်လာတော့လူတွေကဘယ်လိုမြင်လဲဆိုတော့အဲ့လိုပေါ့နော်ပိုင်းဝန်းလေးနဲ့ပူပေါင်းဆောင်ရွက်နေငါတို့တော့တော့အကျိုးရှိမှာပဲအဲ့လိုမျိုးမြင်နေသူတွေလည်းရှိရပေါ့နော်သူနဲ့တော့ငါတကယ်ချင်းဖြစ်လိုက်ရင်သူနဲ့ပူပေါင်းဆောင်ရွက်လာရင်ငါတော့တော့အကျိုးရှိမှာပဲအဲ့လိုတွေးနေတဲ့သူတွေလည်းတော့တွေ့ရတယ်ပေါ့နော်နော်အဲ့လိုအမှန်အကြီးပါတယ်ပေါ့နော်အချို့တွေကတော့ energy အများကြီးထွက်လာတာသိတာဟုတ် အချို့တွေလည်းလူအများကြီးကိုရေးဆိုးပြီးကြည့်ပုံရတယ်ဗောနော်အချို့တွေကျတော့လူလူတူတူပေါ့ဘလို့ကိုကကြည်လဲဗောနော်အဲ့တော့ energy ကတော့အဲ့လိုထွက်လာတယ်ကိုတို့ထင်နေဆိုရင်ယူလိုက်ဗောနော်ကိုတို့မထင်မဟုတ်ဘူးလို့ယူစားရဆိုလဲ skip လုပ်လိုက်ဗောနော်ဘလို့လဲဆိုအဲ့လိုအချို့ buy one လေးတွေကျတော့အဲ့လိုဗောနော်ဟိုလူမြင်တဲ့အမြင်က the empress ဟုတ်တယ် the empress တိလာဘလို့လဲဆိုတော့လေ အရန်လူတွေကိုညီတက်တယ်သိလားအချို့အလိုခုနပြောသလိုပေါ့နော်အချို့တွေကကြောင့်ပိုင်းဝန်းတွေဘလို့မြင်လဲဆိုတော့အရန်လူတွေကိုညီတက်တယ်အနစ်နာခံတတ်တယ်ခုနသိ Empress လဲထွက်လာတော့လေအဲ့လိုမျိုးအနစ်နာခံတတ်တယ်လူတွေကိုညီတက်တယ်စိတ်ရင်းသဘောထားကောင်းတယ်အဲ့လိုမြင်တယ်အချို့တွေကြောင့်လည်းအဲ့လိုပေါ့နော် trustworthy မဖြစ်ဘူးဒီလိုနဲ့တော့မပေါင်းနဲ့သိလားဒီလိုကမယုံရအောင်အဲ့လိုမျိုးပေါ့နော်အမျိုးမျိုး energy လေးတွေတော့နည်းနည်းပေါ်လာတယ်အဲကိုယ်နဲ့ကိုက်တဲ့ energy ဒါယူလိုက်ပေါ့နော် 3 of source ထွက်လာရပြီလားเนาะအဲ့တော့3 of source ဆိုတော့လည်းအဲ့လိုမျိုးပဲပေါ့เนาะအခြေရေးအရာလည်းအဲ့လိုကန်ဆိုးခဲ့တာမျိုးတွေရှိပါအောင်ရှိပါအောင်ရှိနိုင်တယ်เนาะ bio one နေမှာအဲ့လိုအခြေရေးအရာလည်းကန်ဆိုးခဲ့တယ်ပြီးတော့3 of ones နဲ့ကိုကအဲ့လိုပေါ့เนาะအမြင့်ကိုတက်မဲ့သူပေါ့เนาะ bio one လေးလားလို့အလက်ဥရန်စူးစားတယ်တကုတ်ကုတ်ဆိုတနေရာတိုင်းမဟုတ်တယ်8 of particles နဲ့လည်းတူတူပဲ7 of particles နဲ့အဲ့လိုပေါ့เนาะအဲ့လိုလည်းအရန်စူးစားတယ်တနေရာတိုင်းမှာအဲ့လိုရက်တက်နေတဲ့သူမျိုးမဟုတ်ဘူးပေါ့เนาะ bio one လေးအကြောင်းသိတဲ့သူကအဲ့လိုမျိုးပေါ့เนาะဒီ bio one လေးတွေကအလက်ဥရန်စူးစားတယ်တနေရာတိုင်းမှာရက်တက်နေမဲ့သူမဟုတ်ဘူးအခုထပ်ပို့ပြီးတော့သူတို့ကဘဝကိုမြင့်တက်မြင့် ောင်စူးစမ်းမဲ့သူတွေလို့အဲအဲ့လိုမျိုးမြင်နေပေါ့နော်အချို့တွေကတော့ပြီးတော့အဲ့လိုပေါ့နော်အခြေရေးအရာလည်းနိုင်ငံရေးရာမျိုးတွေမိသားစုမှာလည်းနိုင်ငံရေးရာမျိုးတွေဒီလိုကိုယ်တော့နောက်ကျောဒါနဲ့ထိုးသွားတာမျိုးတွေအဲ့လိုမျိုးတွေရှိတယ်လို့လည်းလူတွေကမြင်ကြတယ်ပေါ့နော်အဲ့တော့ကိုယ် energy ကိုက်တယ်လို့သားယူပေါ့နော်ကိုယ်ငွေချင်းတွေမိတ်ဆွေတွေဘယ်လိုမြင်လဲပေါ့နော်အဲ့လိုပေါ့ ပြီးတော့နောက်တစ်ချက်ဆင်မလေး energy ရလိုက်တာကိုယ်နဲ့သူနဲ့ connection ကဘလို့လဲတဲ့အဲ့လိုအဲ့လိုပေါ်တဲ့ depend ဖြစ်တယ်ပေါ့နော်ခုနပြောတဲ့ဒီ final source energy နဲ့မယုံရအောင်လို့တော့ energy ရဆင်မလေးခုနရရတယ်မပြောလိုက်တာဘလို့လဲဆိုတော့အဲ့လိုမျိုးကြတော့ကိုယ်နဲ့တိတ်မခင်တဲ့သူတွေပါလေဖြစ်နိုင်တယ်ဒါကိုယ်နဲ့စကားလေးတိကျမပြောဘူးကိုယ်နဲ့လည်းတိတ်မခင်အောင်အဲ့လိုလူတွေကြတော့ဘိုင်ဝန်လေးတွေကိုလည်းနည်းနည်း charge လုပ်တဲ့ energy ပေါ့နော်ဒီတော့မှာကိုယ်နဲ့ charge လုပ်တဲ့ energy တော့တွေ့တယ်ဒါပေမဲ့ကိုယ့်အကြောင်းသိချာသိတဲ့သူတွေကြတော့ကိုယ်ကူညီပေးခဲ့ဘူးတဲ့သူတွေကြတော့အဲ့လိုကိုယ်အရင်စိတ်သဘောထားပြေးသွားတာပဲဒါဒီတယောက်ကလုံးဝအကူရတယ် ယ်အဲ့လိုပေါ့နော်ဒီတစ်ယောက်ကအရန်စိတ်ထားပြုစင်နေအဲ့လိုမြင်နေပေါ့နော်အဲ့လိုကိုအဲ့တော့ energy ကလို့သူနဲ့ကိုယ်နဲ့ connection ကဘလို့လဲပုံမူတည်ရဲ့အချို့လေးဆို next level တွေပါတယ်ဝင်ကြီးညာမျိုးရှိတာအချို့လေးဆိုလို့ကိုယ်နဲ့အခု left တလုံးမှာတွဲနေတဲ့သူတွေပါတယ်ကိုအာယုံပြုတ်ပြီးတော့ဝင်ကြီးညာမျိုးရှိရဲဆိုရင်ကြတော့သူတို့ကြတော့အဲ့လိုပေါ့နော်အဲဒီ pain one လေးတွေကအတိတ်မှာတော့အခြေအနေနဲ့ပတ်သက်ပြီးအသေးကွဲခဲ့ဘူးတယ်အဲ့ ာမျိုးတွေရှိတယ်ဗောနော်အဲ့ဒါကြောင့် it depend ဆိုတာကို share ပါလေး energy သွားရလိုက်တယ်ဗောနော်ကိုကဒီအခုဒီ reading ကိုဘယ်လိုပုံစံနဲ့ကြည့်နေရလဲဗောနော်အဲ့တော့ကိုကြည့်တဲ့ပုံစံပေါ်ပဲမူတည်ပြီးတော့ energy တွေထွက်လာတယ်ဗောနော်အဲ့လိုမျိုး energy သွားရတယ်အဲ့တော့လေနောက်ဆုံးတိကက်လေးတော့ဝင်မယ်ခုနကတိကက်အရင်သုံးခြင်းနေရပါတော့ဟာမိကက်ကလေးပြောနေမောလာတယ်အဲ့တော့ reading ကလေနှစ်ခုသုံးခုလောက်ဟောပြီးမောလာတော့တိလားနှစ်ခုသုံးခုလောက်တော့ဟောနိုင်ပါသေးတယ်ပါဆန်နယ်တွေတော့မှသူစတိုက်ဟောတာဆိုတော့လေ ောတာဟောနိုင်တယ်ဒါပေမဲ့စကားပြောပြီးမောလာတယ်အဲ့လိုပြောတာ yes တဲ့ yes ဆိုတာအဲ့လိုမဟုတ်ဘူးဆရာမလေးကအခုပြောတဲ့ energy ဒီကိုအမနောက်ဒီကတ်မထုတ်ခင်မှာနည်းနည်းတွေးလိုက်တယ်ပေါ့နော်ငါပြောဟုတ်ရလားပေါ့ yes ပေါ့နော်အဲ့တော့ပိုင်းဝါလေးဟုတ်တယ်အခုပြောတဲ့အားတွေကဟုတ်တယ်ပေါ့နော်တို့တွေကကိုယ်အဲ့လိုမြင်နေပေါ့နော်အဲ့လိုမြင်နေပေါ့နော် okay obsessed with your body ပေါ့နော်ဒီခါကတော့လေ အဲ့လိုပိုင်းဝါးလေးတွေရုပ်ချောပုံများတယ်ရုပ်ချောတာခန္ဓာကိုယ်လှတယ်အဲ့လိုမျိုးမြင်တာမျိုးလည်းရှိအဲ့မှကြောင့် main ကလေးတွေဆိုပြီးပုံမြင်နေပေါ့နော်ယောက်ျားလေးဆိုချင်းနေပါတယ်ဆောက်တဲ့သူတွေပါလာမှာပြီအဲ့လိုမျိုးဆိုရင်အဲ့လိုပေါ့နော်အဲအဲ့သူခန္ဓာကိုယ်အပြင်ခန္ဓာကိုယ်အပြင်ချောတယ်ပေါ့နော်ရုပ်ချောတယ်အဲ့လိုမျိုးလေးမြင်တာမျိုးလေးလည်းရှိတယ်ပေါ့နော်ဒါမှမဟုတ်ကိုယ်ကရုပ်ရည်ကိုနည်းနည်းဦးစားပေးတတ်တယ်ကိုယ့်ရဲ့ရုပ်ရည်အသွင်ပြင်ကိုအရန်တတိထားတတ်တယ်ဒီလားကိုယ်ကအဲ့လိုရုပ်မချောတော့မှာကြောက်တယ်ဒီလားအဲ့လိုကိုယ့်ဟာကိုယ်ရုပ်ချောအောင်အများနဲ့စူးစမ်းနေတယ်အဲ့လိုမျိုးသူတို့မြင်တာမျိုးလေးလည်းရှိတယ်ပေါ့နော် โอเคဒါကတော့ no ပေါ့နော်အဲ့တော့ no no ရဲ့အဲ့ exhaust source ပေါ့နော်ဘာနှက်ကထွက်လာတာပေါ့နော် no ကရဲ့ဒီမှာ exhaust source တွေထွက်လာတော့လေအဲ့ဒါကြီးတစ်ချက်ယူနေရသေးလား no ရဲ့ exhaust source တွေထွက်လာတဲ့ခါကျတော့အဲ့လိုပေါ့တော့ပိုင်းဝါးလေးတော့အတိတ်မှာနာကျင်အောင်လုပ်ခဲ့ရသေးတဲ့သူတွေပါတယ်ရှိသလားပေါ့နော်ရှိတယ်ဆိုရင်လေနောက်တတ်မရအောင်ပေါ့နော် sorry ပါနော်အဲ့ဒီ energy သွားရလိုက်တဲ့ကိုနာကျင်အောင်လုပ်ခဲ့ဖို့တဲ့သူတွေရှိတယ် ဆိုပြီးတို့နဲ့က connection ကပြန်အဆင်ပြေသွားမှလားဆိုလို့ပါတယ်နော်ဒီလားအဲ့ဒါအစမလေးသွားတွေ့အခုအဲ့လိုပေါ့နော်ငါ့ကိုဘယ်လိုမြင်တာလဲတို့လားအစရအပိုင်းဝန်းလေးနေအာယုံပြုတ်ပြီလားကြည့်တယ်အပိုင်းဝန်းလေးကဒီလိုပုံစံဆိုတာတို့သိသွားလို့အဲ့လိုပေါ့နော်ကိုကတကယ်ဖြူစင်တယ်သဘောကောင်းတယ်ဆိုတာသိသွားလို့တို့ရဲ့ပုံစံအမှုအရာတွေအဖြစ်အမူတွေပြောင်းလဲသွားမှလားမင်းရေလို့ပါတဲ့ sorry ပါအဲ့ဒီ message ကိုရလိုက်တယ်နော်အချို့တွေအဲ့လိုအတိတ်ကသူဟို love connection ပေါ့နော်အတိတ်ကသူအာယုံပြုတ်ပြီးကြည်လာမျိုးတွေဆိုလေ နိုးပါပေါ့နော်အဲ့လိုမျိုးပေါ့နောက်ထပ် energy ကြာဘယ်လိုလဲဆိုပိုင်းဝန်းလေးတွေကအဲ့လိုအကြောင်းလေးအရှိမပြောခဲ့တဲ့ it depends ပေါ့နော်အဲ့တော့သူနဲ့ကုံနဲ့ connection ကအဲ့လိုဘလိုမျိုးလဲပေါ့နော်။ဥပမာပြောသလိုသူနဲ့ကုံနဲ့ connection အရင် strong ပဲဖြစ်ဖို့အဲ့လိုပေါ့နော်။ပိုင်းဝန်းလေးတွေကိုလည်းအပြင်မှာလည်းသိရမလားဒီရောက်ကမကောင်းပါဘူးလို့ဆိုတာထင်နေပေါ့နော်။ အဲ့လိုတိရကိုကိုညီပေးတဲ့ခဲတဲ့သူတွေလည်းမဟုတ်ဘူးပြီးတော့အဲ့လိုကိုအောင်မြင်အောင်လည်းမနာလိုတဲ့သူအဲ့လိုမျိုးတွေဆိုရင်ကြတော့တဲ့အဲ့လိုပေါ့နော်ပိုင်းဝန်းလေးတွေကသဘောကောင်းတယ်တိရစိတ်ထားပြေးသွားတယ်အဲ့လိုပုံစံမျိုးနေလိုက်လို့အဲ့ကိုအပေါ်ကိုပြောင်းလဲပြီးကောင်းလာမှလားဆိုရင်တော့ no ပါတဲ့အဲ့ဒီ message တွေသွားရတယ်ပေါ့နော်ဘာကြောင့်လဲဆိုရင်အဲ့ message ထွက်လာတယ်ကိုနဲ့ resonate ဖြစ်တယ်ဆိုရင်ယူလိုက်ပေါ့နော်ဦးဇင်းမလေးပြော reading ကနည်းနည်းဆက်သွားပြီးတိရ energy ကအရင်သိတာနည်းနည်း ကျွန်မဒီမောလာပြီးပြောတာဒါကတော့ do you even care ပေါ့နော် do you even care ပေါ့နော် do you even care တဲ့အဲ့တော့အချို့တွေကြတော့ကိုယ့်ရောလိုမျိုးပေါ့နော် i don't care type လို့မြင်တာမျိုးတွေလည်းရှိရပေါ့နော်ပိုင်ဝန်လေးတွေကနည်းနည်းအဲတကယ်ကကိုကအလိုမဟုတ်ဘူးတည်လားကိုကအရင်ကယူဆိုင်ပြီးတက်တယ်လူတွေကိုချင်တာပြီးတက်တယ်ဒါပေမဲ့အချို့တွေကြတော့လည်းအလိုကို i don't care type လို့မြင်တာမျိုးတွေလည်းရှိရပေါ့နော် okay ဒါကတော့ပိုင်ဝန်လေးတွေအတွက်အလိုကိုဘယ်လိုမြင်လဲဆိုတော့အဲ channel reading လေးလုပ်ပေးသွားတာပေါ့နော် okay အဲ့ဆို point 2လေးတွေတော်လဲအောင် okay အဲ့ဆိုဖိုင်တိုလေးသွားမယ်နော်ကလေးကန်သိလိုက်ပါမယ်ကြောင်ကက်ကလေးပဲသုံးမယ်ပိုင်ဝါမှာတော့လည်းကြောင်ကက်ကလေးသုံးရအောင်ဆိုဖိုင်တိုလေးကြောင်ကက်ကလေးသုံးမယ်လို့ရှိပါတယ်နာအပြင်မှာနည်းနည်းစုံနေတာဟာဒီကပြောရရင်အပြင်မှာနည်းနည်းစုံနေတော့ energy လို့ဒါ disrupt ဖြစ်နေတာအဲ့ဒါကြောင့်ပြောတာကျမလေးပဲတင်လာလို့လေး ဲ့ဆိုပိုင်းတူးလေးတွေပါမယ်နော်ပိုင်းတူးလေးတွေကြည့်လိုက်အောင်โอเคအဲ့ဆိုပိုင်းတူးလေးတွေစားလိုက်အောင်ပိုင်းတူးလေးတွေကြည့်မယ်နော်ပိုင်းတူးလေးကတော့ဒီ phytosource cat ကိုရွေးထားတဲ့သူတွေဖြစ်ပါတယ်ပိုင်းတူးလေးတွေကလေ air sign တွေပါတယ်ပါမယ်တဲ့လား aquarius လို့ air sign တွေပါတယ်ပါနိုင်တယ်ဗောနော်ပိုင်းတူးမှာကြတော့ရည်ရတယ်ပိုင်းတူးကကြတော့လေကြိခိုင်းတာတငယ်ချင်းတို့မိတ်ဆွေပေါင်းသင်းတို့ဒီလားဆိုတို့ကြိခိုင်းပါတယ်ဆိုမှာပိုင်းတူးတွေကိုထင်ရသူအာယုံပြုတ်ပြီးလာကြည့်နေတဲ့အနေကြည့်တော့တွေ့တယ်နော်ပိုင်းတူးလေးတွေအဲ့လိုမျိုး ိုစိတ်တွေကကိုအဲ့လိုအချစ်ရေတို့ဒီလားကိုနဲ့တိတ်မတဲတဲ့သူတို့အဲ့လိုလှုပ်ထဲကသူတူတယောက်ကိုယူရပြီလားကြည်လာမျိုးတွေတော့တွေ့ရတယ်။ဘိုင်းတူတွေမှာအချို့တွေပေါ့နော်လူတိုင်းတော့မအောင်လို့တော့တွေ့ရတယ်။အချို့တွေဆိုလို့ကိုအတိတ်ကပြတ်သွားတဲ့အချစ်သူရေစာ ace တို့ကတော့အာယုံပြုတ်ပြီလားကြည်တာ။ဒီလားလို့ပေါ့ negative energy ပေါ့နော်။သူနဲ့ကိုနဲ့က negative energy တခုရှိတယ်။သူနဲ့ကိုနဲ့ကြာမှာ negative connection ပဲထားပါတော့။အဲ့လိုလူကိုအာယုံပြုတ်ပြီလားကြည်လာမျိုးတွေတော့တွေ့ရတယ်ပေါ့နော်။ဘိုင်းတူတွေမှာအဲ့လိုပုံစံမျိုးတော့တွေ့ရတယ်။ ိုင်တူတွေအချို့တွေကအဲ့လိုဘောနော်ကိုအခုဘသူ့ကိုရည်ရွယ်ပြီးကြည့်တယ်ဘောနော်အဲ့တော့ဘယ်လိုမြင်လဲဆိုအဲ့လိုကိုကတဲ့အဲ့လိုမကြာခဏလားဆိုတော့ပြဿနာတွေတဲပါတတယ်နည်းနည်းဆွာတယ်မဟုတ်မခံတိုက်ဘောနော်အဲ့လိုမျိုးမဟုတ်မခံတိုက်နည်းနည်းဆွာတယ်အဲပြီးတော့อืมတော့ရှုပ်လို့မရအောင်ဆိုတော့ energy လည်းရတယ်ဘောနော်ပိုင်းတူတွေကိုလူကဘယ်လိုတွေကဘယ်လိုမြင်လဲဘောနော်အဲ့လိုပဲကိုကလူတွေကဘယ်လိုမြင်လဲတငယ်ချင်းပေါင်းစည်းကဘယ်လိုမြင်လဲပဲ energy ကိုကြည့်ရဆိုတော့အဲ့လိုပေါ့နော်တော့ရှုပ်လို့တော့မရအောင်ဒီတယောက်ကတော့ရှုပ်လို့တော့မရအောင်ဆိုတော့ energy ရတယ်ဘောနော်အဲ့လိုမျိုး တည်လာเนาะအဲ့လို energy တော့ရတယ်ပေါ့เนาะအထိကကိုကြည်နေတယ်အဲ့လိုမျိုးပေါ့เนาะတွားရှုပ်လို့တော့မရဘူးပေါ့เนาะသူကသူရှုပ်နေတာပေါ့เนาะအဲ့လိုမျိုးပြောချင်တာလို့သူတွားပိုင်းတူးလေးလို့လူတွေကတည်တယ်ဒီလိန်လို့မရအောင်ဆိုတာတည်အဲ့လိုပြောချင်တာတည်ပိုင်းတူးတွေကနည်းနည်းဟိုပါနဲ့တယ်အဲ့လိုပြောချင်တာဟိုဟာပါလေပါနဲ့တယ်လူရည်လဲအဲ့လိုပြောရမှာပေါ့เนาะအဲ့လိုမြင်တယ်ပေါ့เนาะကိုတော့နောက်ထပ်ဒီကက်ကလေးကြောင်းကက်ကလေးနဲ့ပေါ့เนาะ cat tarot cat cat tarot ကလေးနဲ့ကက်ကလေးထားထုတ်လိုက်အောင်ဥပဒေတွေက လူကလှလှလေးပြင်ထားတာပေါ့နော်ဒါပေမဲ့အလကြီးကလည်းပင်မန်းနေတယ်ပြောရင်โอเคဒီကလေးကဒီရုပ်ကလေးရဲ့သဘောကြားလို့အဲ့ဒီရုပ်ကလေးပါတင်တာကြည့်ကြည့်အောင်နော်အချို့လေးကတော့ဘိုင်းတူးလေးတွေကိုရုပ်ချောတယ်ပေါ့နော်ချစ်စရာကောင်းတယ်အဲ့လိုမြင်တဲ့သူတွေလည်းရှိရပေါ့နော်မနာလိုတဲ့လူတွေလည်းရှိရပါတော့မိုင်းပြောဘိုင်းတူးတွေမှာလို့မနာလိုတဲ့သူတွေလည်းတော်တော်များမယ်ထင်တယ်တိကနော်မနာလိုတဲ့သူတွေလည်းများတော့သွားတွေ့ရပါတော့ပြောချင်တာအခု ခုပိုင်းတူးလေးတွေစိတ်ထရရွှေရွှေပြီးကြီးတဲ့သူကကိုယ်မနာလိုတာဖြစ်ချင်မှဖြစ်လိမ့်မယ်သိလားဒါပေမဲ့ပိုင်းတူးတွေမှာတော့မနာလိုတဲ့သူတွေအများကြီးရှိနေတယ်လို့လူတွေကထင်တယ်အဲ့လိုမျိုးကိုယ်မနာလိုတဲ့သူတွေအများကြီးရှိနေတယ်လို့လူတွေကထင်တယ် justice and energy နဲ့ပေါ့နော် okay အဲ့တော့ခုနကပြောနော်ပိုင်းတူးတွေကမဟုတ်မခံတိုက်ပေါ့နော်လို့ဟိုငါမှန်နေတယ်ငါရက်မှာမဟုတ်ဘူးအဲ့လိုမျိုးပေါ့နော်ငါမှန်နေတယ်ငါဘာလို့မပြောရမှာလဲအဲ့လိုပုံစံမျိုးပဲကိုပိုင်းတူးတွေကနည်းနည်းသွားတယ်လူတွေကလည်းကိုယ်အဲ့လိုမြင်နေပေါ့နော် energy နဲ့ fire တော့ဖြစ်တယ်ပေါ့နော် အဲဆိုင်တော့အလိုမျိုးအဲဆိုင်ဆိုရင်ဖတ်ချက်ကလေးမှာ fire တွေပါတော့ပါနိုင်တယ်ပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်။ King of Cups ဒါပေမဲ့အရန်မိသားစုတော့အရန်ခင်ပြောပုံရရသေးတာပိုင်းတိုးလေးတွေကအဲ့လိုပြောပြမိမယ်လေကိုရဲ့မိသားစုအဲ့လိုကိုကိုချေရတဲ့သူတိလာအဲ့လိုမျိုးတွေဆိုရင်ကြောင့်အရန်ခင်တွဲပုံရခင်တွဲတဲ့ energy တော့တွေ့ရပေါ့နော်ပိုင်းတိုးတွေကအဲ့လိုကိုချေရတဲ့သူတိရမလားအဲ့လိုမိသားစု အဲ့လိုကြတော့အရန်ချစ်တဲ့ energy ပါတယ်အနစ်နာခံတဲ့ energy အဲ့လိုပြောရမယ်အဲ့တော့အဲ့လိုပုံစံမျိုးသွားတွေ့ရတယ်ဗောနော်အဲ့လိုကိုမိသားစု protect ဖြစ်တဲ့ energy ဗောနော် protect ဖြစ်တဲ့ energy ကာကွယ်ပေးတဲ့ energy အနစ်နာခံတတ်တဲ့ energy ဒါကလည်းတကူရှိတာကပိုင်းတူတွေအဲ့လိုကိုအရန်ချစ်ရတဲ့သူမှနောက်ထပ် energy စင်မလေးတကူရလိုက်သေးတယ်ဗာလဲဆိုပိုင်းတူတွေကကိုအရန်ချစ်ရတဲ့သူမဟုတ်ရင်တော့နဲ့သိလားကိုနဲ့အခုမှသိတဲ့သူဆိုရင်တော့အဲ့လိုအရန်ကူညီပေးတတ်တဲ့ energy သွားတွေ့ရသေးလားကိုယ်တိုင်အနစ်နာခံပြီးတော့ကူညီတာသိလားပိုင်းတူရဲ့ energy ကလေအဲ့ဒါကြောင့်ဟို တိလာကိုအိတ်ထဲကပတ်စံသူများကိုပေးလိုက်တာအဲ့လိုမျိုးငါမဆိုင်ရတဲ့နေပစင်ကပေးလိုက်တယ်အဲ့လိုမျိုးပိုင်းတို့ကလည်းကြည်ရလေးတိလာနော်အဲ့လိုပြောလို့ပိုင်းတို့တွေကတုံးအနေကမတိတာမဟုတ်ဘူးဒါပေမဲ့အဲ့လိုပိုင်းတို့ရဲ့အနေကြီးကလူတွေကိုကူညီပေးတတ်တယ်ဒါပေမဲ့ပိုင်းတို့က strong ဖြစ်တယ်တိလာဘယ်လိုလဲဆိုတော့အဲ့လိုကူညီပေးတတ်တယ်ကျင်နာတတ်တယ်ဒါပေမဲ့ဒီလာအဲ့လိုကျင်နာပြတက်တယ်ဆိုပေမဲ့ကိုယ့်ရဲ့ကိုယ့်ရဲ့တကယ်နှလုံးသားဆင်မှာ strong ဖြစ်တယ်အဲ့လိုပေါ့နော်ပုံတိုင်းတန်နေပါတယ်ရိုက်ခတ်လာပြီဆိုလဲကိုယ်ခံနိုင်ရရှိတယ်အဲ့လိုပုံစံမျိုးပေါ့နော် ပြောကင်းတော့ panicus နဲ့ပိုင်းတိုးလေးတွေအားကိုဒီအခုအချိန်ဒီ reading လာကြည့်အချိန်မှာပေါ့နော်အလုံးအကင်နေပါတယ်အခြေတခြားရှိနေရမျိုးဖြစ်နိုင်တယ်။ဒါမှမဟုတ်အချို့လေးဆိုလည်းရှင်းသူရေးစားရှိနေရမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့လို ကိုကိုကအဲ့လို stable energy တခုခုတွေကိုဝင်နေရဖြစ်နိုင်တယ်ဗောနော်အလောက်ကန်ရှိတာချစ်သူရစားရှိတာဒါမှမဟုတ်လေမိသားစု background ကတောင်းတာဗောနော်အဲ့လိုမိသားစုကကိုထောက်ပံ့ပေးနိုင်တာပြီးတော့မှမဟုတ်လေကိုကိုအနီးနားမှာကိုတကယ်ယုံတဲ့သူတွေကိုတခုခုဆိုတာနေသေးတာကိုကူညီပေးမဲ့သူတွေအစင်းချင်းရှိနေတာအဲ့လိုမျိုးတွေလည်းမြင်ကြတယ်ဗောနော်အခုပိုင်တို့တွေကဘသူဘသူ့ကို energy ယူကြည့်လေဗောနော်အဲ့လိုမျိုးလူတွေကမြင်ကြတယ်ဗောနော်ဒါမဲ့လေပိုင်တို့တွေက tight တန်နေဆိုတဲ့စကလုံးလေးနဲ့ဈေးမလေးထပ်ချလိုက်ရတယ်ဗောနော် အဲ့တော့ထက်တယ်နေဆိုတော့စကလုံးလည်းဈေးမလေးထက်ကြလဲရတယ်ဗောနော်အခုဒီဟာတွေအတွက်ဘိုင်းတူတွေကထိုက်တယ်နေဗောနော်ဘိုင်းတူကိုယ်တိုင်လည်းရိုးသားတယ်ကျင်နာပေးတတ်တယ်အဲ့ဒီတော့ကြောင့်လည်းဘိုင်းတူကတကူကိုဆိုတာနဲ့တေးတာကို့အနေနာမှာကို့ကိုညီမဲ့သူတွေဝိုင်းနေတာတေးတာအဲ့လိုမျိုးဗောနော်ကို့အားကိုးခြင်းတဲ့သူတွေလည်းတွေ့တယ် inspiration ယူနေရတဲ့တွေ့ဘိုင်းတူတွေဘာတွေလုပ်လဲတော့မသိဘူးเนาะအဲ့လိုဘိုင်းတူတွေတကူကိုဆိုအားကိုးတယ်တေးတာ inspiration ယူတယ်အဲ့လိုမျိုးလေးတွေလည်းတော့တွေ့ရတယ်ဗောနော် အဲ့လိုမျိုးကိုရနေတဲ့အရာတွေကို့မှာပိုင်ဆိုင်ထားတဲ့အရာတွေကထိုက်တန်တယ်လို့ပဲလူတွေကတွေးနေရမျိုးလည်းဆီမနေပါတွေးရတယ်ပေါ့နော်။အပြင်မှာနည်းနည်းဆိုပြီးတော့လည်း energy က disrupt ဖြစ်သွားတယ် face shock cups နဲ့ပေါ့နော်အဲပိုင်း2လေးကနည်းနည်းပျော်ပျော်လို့နေတတ်ပါတယ်တခုတော့ရှိတယ်ပိုင်း2ရဲ့ပျော်ပျော်နေတတ်တယ်ဆိုတာအရန်ခင်တဲ့သုံးလေးလိုက်ပဲပိုင်း2ကအရန်ပျော်ပျော်နေတတ်တာပေါ့ပေါ့ပေါ့တယ်ပေါ့နော်အဲ့လိုပေါ့ပေါ့တော်တော်နေတတ်တာကကိုအရန်ခင်ရတဲ့သူကိုအရန်ချစ်ရတဲ့သူနဲ့ပဲအဲ့လိုနေရပေါ့နော်တိတ်မချစ်ရတဲ့သူဆိုပိုင်း2တွေကနည်းနည်းအကန့်ထားတာမျိုးတိတ်မရင်ဟိုအရင်တနည်းစကားမပြောတာမျိုးအဲ့လိုမျိုးဆိုလူတွေကတိတ်မကြိုက်ဘူးလေသိလားနော်နောက်တစ်ချက်မှလည်း energy ရလိုက်တာပေါ့နော်ပိုင်း2တွေကအဲ့လိုတိတ်မရင်ဘူးဆိုရင်နည်းနည်းခက်လန်းလန်းပဲနေကြဆိုရင်အဲ့လိုမဟုတ်ဘူးလူတွေကကိုယ်နဲ့ပုံရင်းနေချင်တာမျိုးတွေတော့တွေ့ရတယ်ပေါ့နော် ပြောရင်အိတ်ဆော့ခါထွက်လာပြောလိုက်အောင်ဒီမှာတွေ့လားပြောတယ်အဲ့လိုပိုင်း2ရဲ့ energy ကကွာတလား ကိုကတော့မသိမသိလိမ့်မယ်တည်လားပိုင်းတူးလေးလေအခုဒီ region လာကြည့်ချင်မှာပိုင်းတူးလေးကိုကိုယ်တိုင်သိချင်မှာသိလိမ့်မယ်ပိုင်းတူးကလည်းကြည့်အဲ့လိုကွာတည်လား bright ဖြစ်တယ်လူတွေကကိုကို glory ကိုဆွဲဆွဲဆောင်နိုင်တယ် attract ဖြစ်တယ်တည်လားလူတွေကကိုအနီနာကိုလာချင်တယ်တည်လားကိုကိုယ်စီမှာခုံလုံးချင်တယ်ပြောချင်တာတည်လားကိုရဲ့အရေးအာဝါကကိုရဲ့အဲ့လိုအချမ်းချမ်းပေးမှုအောက်မှာနေချင်တယ်အဲ့တော့ပိုင်းတူးတွေကစိန်ကားပြီးတော့တည်မလားလူတယောက်ကိုစိန်စိန်ကားကားဆက်ဆံနေရဆိုတော့တစ်ဖက်သူကတိတ်မချိနဲ့ဘူးအဲ့ဒီဆိုခါပါထွက်လာတော့ confirmation ပေါ့နော်တို့ကိုရဲ့ energy လိုကိုနဲ့ပိုခင်ကျင်တယ်ကွာပြောချင်တာဒီကကိုနဲ့ပိုခင်ကျင်တယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးသွားပြီး energy ရတယ်ပေါ့နော်ဒါကတို့ရဲ့အမြင်ပေါ့နော်အမြင်ကိုသူကြည့်တာပေါ့နော်တကယ်လည်းဟုတ်နေတာဖြစ်ပါလိမ့်မယ်ဒီကအမြင်ဆိုပေမဲ့ mostly ဒီဟုတ်နေတာဖြစ်ပုံများတယ်။ Now sizzle sauce နဲ့ဆိုအဲ့လိုပေါ့နော်အတိတ်မှာနာကျင်ခဲ့ရမျိုးတွေလည်းရှိနိုင်တယ်။နေအဝေးတနေအောင်ထွက်ခွာခဲ့ရမျိုးတွေရှိနိုင်တယ်။အလုပ်ပြောင်းခဲ့ရမျိုးတွေရှိနိုင်တယ်။ ပေါ့နော် healing ဖြစ်ပြီးသွားပြီပေါ့အဲ့လိုပဲပြောရမှသိလားပိုင်း2ကကျတော့ healing ဖြစ်ပြီးသွားတဲ့ energy အလုံးစူးစားတယ်ဒါပေမဲ့တခါလေလက်ပိုင်း2ကလို stress ပြီးတယ်ဒီလား stress တန်မခံနိုင်ဘူးအဲ့လိုမျိုးလည်းမြင်တယ်ပေါ့နော် stress ပြီးတယ် stress ကို handle မလုပ်နိုင်ဘူးအဲ့လိုပြောရင်မကောင်းနဲ့သိလား stress handle လုပ်နိုင်တဲ့ပုံစံနဲ့ weak ဖြစ်နေတယ်လို့လည်းသူတို့မြင်တာမျိုးရှိတယ်ပေါ့နော်အဲ့ပိုင်း2လေးကိုအစင်းပြေတို့ယူပေါ့နော် okay အဲ့တော့နောက်ဆုံး tip ကလေးကြီးကြီးအောင်ဟာမိတ်ကပ်ပေါ့နော် reading လေးလည်းနည်းနည်းရှေ့သွားပြီဆိုတော့လေနော်ဟာမိတ်ကပ်လေးနဲ့ကြီးနေတာဆုံးသွားလိုက်တော့မယ် ီကလည်းပိုင်းဝမ်းမှာထွက်ခဲ့ရသေးတယ်လားเนาะအဲ့တော့သူ့လေးပိုင်းဝမ်းလာကြည့်ရမျိုးတွေရှိနိုင်တယ်အဲ့တော့အဲ့လိုပဲပိုင်းဥနာလေးပြောရနော်ပိုင်းတူးလေးလည်းရုပ်ချောတယ်တိလားအဲ့လိုရုပ်ချောတယ်ပိုင်းတူးကြတော့ကိုယ့်ရုပ်ရည်ကိုအရန်ပြုတ်ပြင်နေရတဲ့ originally ချောတယ်လို့လည်းကြည့်ရတယ်ပေါ့နော် I open to compromise တဲ့တွေ့လားအဲ့လိုများအောင်လေဒီရားကတော့ပါတိလားစာရီကတော့ဟိုပြောတာပေါ့နော်မရှင်မလေးကအကိုရတဲ့ energy ကိုပြောတာပေါ့အဲ့အကြောင်းလေလူတွေကအဲ့လိုကိုကိုကတိလားကိုကို energy ကို attract ဖြစ်တယ်ပြောလူတွေကအဲ့လိုအဲ့လိုကိုကိုအနေနာမှာနေခြင်းတိလားအဲ့လိုမျိုးပြောတာ အဲ့လိုကိုယ်နေလာမှနေချင်းနဲ့ကိုပျော်နေတယ်တို့ကလိုက်ပျော်တယ်ဒီလားကိုယ့်အနေချင်း bright ဖြစ်တယ်ကွာအဲ့တော့အဲ့လိုမျိုးကိုကဆင်းဆင်းကားကားဆက်ဆံနေတို့တော့တိတ်သဘောမကျဘူးနောက်တစ်ခုကြောက်ရလဲအချို့လူတွေကကိုအနစ်နာခံပေးတာကိုသဘောကျတယ်ပေါ့နော် I open to compromise ဆိုအဲ့ကြောင့်လေကိုညီပြီးခဲ့တဲ့သူတွေပါရှိရလားဒီမှာပြောခဲ့တာမသိချင်မှလည်းမိသွားပြီနော်အဲ့တော့ အဲ့လိုပေါ့နော်အဲ open to compromise အထူးခြားတော့အမှန်တိုင်းပြောရအောင်တော့ကနည်းနည်းဟိုပါပေါ့နော်အထိတ် advantage ဆိုတော့ဘယ်လိုပြောမလဲအခွင့်အရေးယူချင်တာပေါ့ဒီလည်းအဲ့လိုမျိုးပိုင်းတိုးလေးတွေအရန်ချင်တာပြီးတက်တယ်၊ကူညီပြီးတက်တယ်အဲ့ဒါအောင်မှာအခွင့်အရေးယူချင်တဲ့သူတွေလည်းရှိရယ်ပေါ့နော်အဲ့လိုမျိုးလည်းသွားပြီးတွေ့ရတယ်အဲ့လိုမျိုးလည်းမြင်တယ်ပေါ့နော်ကိုကသာသူတွေမသိဘူးထင်တာပဲသူတို့မြင်တယ်ပေါ့နော်အဲ့လိုမျိုးသွားတွေ့ရယ်ပေါ့နော်အဲ့တော့ကိုအခွင့်အရေးယူသွားတာမသိဘူးလားကိုစီကအခွင့်အရေးယူသွားပြီးတော့ကိုကိုကြတော့ခြေစုံကန်သွားတာမျိုးအဲ့လိုမျိုးပေါ့နော် what do you want ပေါ့နော်အချို့တွေကျတော့ bind 2တွေနည်းနည်းအလိုနားမလည်ဘူးပေါ့နော်အဲ့ဒါခုနကလည်းပြောခဲ့တယ်နော် bind 2ပုံစံအဲ့လိုမျိုးအရန်ရင်းနေတဲ့သူတော့ပဲကိုယ့်အကြောင်းသိချာသိရပါတယ်အဲ့လို bind 2တွေအလိုအပြင်ကသူတွေကျတော့ကိုယ့်အကြောင်းသိချာမသိဘဲနဲ့တည်တာအရန် chat လုပ်တာမျိုးတွေရှိတယ်သူတို့ကိုယ့်အကြောင်းသိချာနားမလည်ရမျိုးတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးလေးတော့တွေ့ရ sorry ကကတ်ကြောက်လို့နော်ကတ်ကြောက်ပါရင်ကတ်တော့ကောက်ရမယ် okay အဲ့တော့နောက်တော့နှစ်ကောက်လောက်ထုတ်ပြီးတော့ reading တွေအဆုံးသတ်လိုက်တော့မယ်နော်အရင်လည်းရှင်းနေပြီဆိုတော့က အဲ့ဒါဆီမလေး energy ပါတော့ပြောပြနေတယ် energy မပါတော့ဆိုတာပေါ့နော် read ရအဲခုနအပြစ်မှာအတန်အရန်အတန်ဆိုနေတော့အလိုဖြစ်သွားတာအဲ့တော့နှစ်ကက်ဆိုရပြီ။ Oh no ပြောပါဒီမှာကြည့်တာပေါ့ကွာဒီစာလုံးမပြရနေမလိုက်တဲ့တွေ့ရပြောတယ်ပိုင်တူတွေအလိုကွာတကယ်ခင်သွားပြီဆိုပိုင်တူနဲ့ကြည့်လုံးဝ bright ဖြစ်တယ်ဒီလား light ဖြစ်တယ်လူတွေအတွက်အလိုအလင်းရောင်ဆောင်ပေးတဲ့သူမျိုးသိလားပြီးတော့လူတွေကကိုယ်ထားမှာနေရတော့ပျော်တယ်အလိုကိုကို attract ဖြစ်တယ်သိလားအလိုပုံစံမျိုး ော့ဒါပေမဲ့မခင်သေးတဲ့ကာလအထိကတော့ပိုင်းတူတွေရာနည်းနည်းအဲ့လိုနည်းနည်းခက်ဆဲဆဲဆက်ဆက်တာမျိုးပိုင်းတူတွေလို့ပြောတာเนาะအဲ့လိုမျိုးနောက်ဒီမှာဆိုလဲ see professional advice ဆိုအကြောင်းလေးပိုင်းတူတွေကအကြံဉာဏ်ကောင်းတွေပေးနိုင်တယ်တမင်ချင်းကောင်းမိတာတယ်မိတ်ဆွေကောင်းမိတာတယ်လို့တို့ကိုကိုမြင်တယ်ပေါ့เนาะ okay ဒါကတော့ ောင်းထုတ်တဲ့စီယူခေါင်းဆောင်အောက်ကနေပြီးတော့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းပြီးသားစုဝင်ကိုအဓိက energy ယူကြည့်တာပေါ့နော်အဲခုနကပြောချက်သူရေးစားလေးကြည့်လို့ရပါတယ်ကိုနေမတည်းတဲ့ဆိုလည်းကြည့်လို့ရပါတယ်နော်โอเคပါအဲ့တော့ point 2လည်းကျတော်တော် bright ဖြစ်တယ်ပါတယ်ဒီမှာလေးပြောနေအောင် point 2ကတော်တော်မိုက်တာပဲပေါ့ဘယ်လိုခံစားရလဲခွာသေးတာနော်โอเค point 1လည်းကောင်းတယ်နော်တစ်မျိုးစီပေါ့နော်โอเคအဲ့ဆိုရင်ဒီနေ့ reading လေးကတော့နည်းနည်းရှင်းသွားပြီဆိုဒီမှာပဲအဆုံးသတ်လိုက်တော့မယ်နော်နောက်ထပ် reading မှာပြန်တွေ့ကြဖို့အတွက်အားလုံးပဲ like and follow subscribe လေးလေးလုပ်ပေးကြပါအောင်နော်အားလုံးပဲတတပါ拜拜。Bye bye.